Thank you. ပိတ်သက်ကြရအောင်မင်္ဂလာပါရှင်ဒီနေ့ AC ကအရှိတကုံဘိုဆောင်းအောင်လမ်းပေါ်မှာရှိရနောက်ထပ်အိတ်လက်လာလေးတလုံးခေါ်ပေးသွားမှာပေါ့နော်အဲ့ဒီလေးကကြောင့် AC ကိုရှင်မြင့်မြတ်သူ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူကအာခြံအကျယ်လေးပေါ်မှာမှာနှစ်ထပ်တိုက်ကိုကြစ်ကြစ်လစ်လစ်နဲ့ modern ဆန်ဆန်လေးဆောက်ထားတာဆိုတော့အိမ်ထဲမှာဘယ်လိုမျိုး structure design ပိုင်းလေးရှိမလဲဆိုတာ AC နဲ့တူတူလိုက်ကြည့်ပေးရအောင်နော် ကဲအင်ဂျီဒီနေ့လိုက်ပြပေးမယ့်အင်လေးကကြတော့အင်ဂျီနောက်မှာရှိနေတဲ့ဒီနှစ်ထပ် RC တိုက်လေးပေါ့နော်ဒီအင်လေးကိုကြတော့အင်ဂျီကိုရှင်မြတ်မြတ်သူ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူကခြံအကျဲ40 60ပုံမှာမှာအင်ဂျီလေးကို30 34ယူပြီးဆောက်ပေးထားတာပေါ့နော်ဆိုတော့ခြံ space လေးလည်းတော်တော်လေးကျယ်တယ်အင်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း space ကျယ်ကျယ်ဝန်းဝန်းလေးရှိရဲ့လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အင်ဂျီခြံထဲကိုအရင်ဝင်ကြည့်ပြီးတော့ဗာလေးရှိလဲတူတူချက်ပတ်ကြည့်ရအောင်နော် ကဲအေဂျီအိမ်ထဲကိုရောက်ပြီဆိုရင်လေသူ့ရဲ့အိမ် space လေးခြံပေါ့နော်ခြံ space လေးကကြတော့အနည်းဆုံးကားပါကင်အစီကား2စီး3စီးလောက်က AC ဆက်နေပေါ့နော်ခြံအကျယ်ကြီးဆိုတော့လေပြီးတော့ဝင်ရထွက်ရလွယ်အောင်လို့သူကကြတော့အရှိဝင်ပေါက်ကို2ပေါက်ခွဲထားတာအောင်အေဂျီတွေ့ရတယ်ဝင်ပေါက်2ပေါက်ရှိမယ်ပြီးတော့ဒီခြံစည်းဥမှဆိုရင်လည်းပက်ပက်လေးမှအေဂျီအဲမိအိမ်လေး lamp လေးတွေထပ်ထပ်ပေးထားတယ်ပြီးတော့ safety အတွက်လည်း safety plate လေးတွေလည်းပါသေးတယ်ပေါ့အဲ့ဒါပြင်ကိုမှဒီ parking space အပြင်ပေါ့နော်အပင်လေးတွေစိုက်လို့ရအောင်လို့အေဂျီဒီမှာဆိုရင် space လေးတက်တက်ခြံထားတာကိုလည်းတွေ့ရတယ်ဒီနေရာမှာအရှင်စိတ် ိုင်းကြသူအာဒီအပင်လေးကြီးစိတ်ကြိုက်ဆိုင်လို့ရတယ်ပေါ့နော်ပြီးတော့အင်ဂျီယို channel လေးပြီးပြီဆိုရင်အိမ်လေးရဲ့ဒီမျက်နှာစာကိုကြည့်မယ်ဆိုရင်လည်းအိမ်အယောင်လေးရတယ်အင်ဂျီယို ဒီခဲရောင်လေးရဲ့အဖြူရောင်လေးရဲ့အပေါ်မှာဆိုလို့ရှိရင်လည်းချောကလက်ရောင်လေးရဲ့အရောင်သုံးမျိုးဆက်ထားတယ်။အဲ့ဒါပြင်မှာပုံပြီးဆန်းသွားအောင်လေးဆိုရွှေလောင်ငွေလာလေးနဲ့ပါထပ်ပြီးတော့အလှဆင်ထားတာကိုတွေ့ရတယ်ပေါ့။သူ့အစီအဝင်ဒီဇိုင်းလေးဆိုလို့ရှိရင်လည်းခက်စစ်ဆန်ဆန်လေးနဲ့လှလှလေးဖြစ်နေရပါတော့။အဲ့ဒါပြင်ကိုပို့ပြီးတော့လှသွားအောင်လို့ဒီမှာဆိုရင်လည်း wallet လေးပါအင်ဂျီယိုများများလေးထပ်သုံးပေးထားတာကိုတွေ့ရတယ်။ချန်ပပက်လေးမှလည်းလေ wallet လေးအများကြီးတွေ့ရတယ်။ညာဘက်ဆိုရင်လည်းတော်တော်လေးလှနေမှာပေါ့နော်အိမ်လေးက။အဲ့တော့အိမ်ထဲကိုဝင်ပြီးဆိုလို့ရှိရင်လည်းအိမ်ဝင်ပေါက်လေးမှသူကတခြားအိမ်နဲ့မတူဘဲနဲ့နှစ်ဆက်လောက်ထားတာပေါ့နော် safety အတွက်။ဒီမှာဆိုရင်တန်မှန်တစ် ခွင့်ရှိမယ်။အဲပြီးတော့ဒီအချိန်မှာဖနှက်ချွတ်နေရာလေးရှိမယ်အင်ဂျီကို။တတ်မှန်းရှိမယ်ဖနှက်ချွတ်နေရာလေးမှာဆိုရင်လည်းကြွေပြားအပြည့်ခင်မိထားတယ်။အဲ့ဒါပြီးတော့မှအင်ဂျီကိုအိမ်ထဲကိုဝင်ရတဲ့ပုံစံလေးပေါ့နော်။ဆိုတော့အင်ဂျီကိုအိမ်ထဲမှာရောဘလိုမျိုး structure လေးရှိမလဲအင်ဂျီနဲ့ပြန် check လိုက်ကြည့်ပြီးတော့နော်။ကဲအင်ဂျီကိုအိမ်ထဲကိုရောက်ပြီပေါ့နော်။ တော်လေအိမ်ထဲဝင်ဝင်ချင်းဒီအရှိ main door ကိုကြာတော့ aluminium slide door ကိုတုံးပေးထားရတယ်ပေါ့နော် site ကြီးကြီးလေးတုံးပေးထားရတယ်အပြည့်ပေါ့ဆိုတော့အအရင်ဆုံးအိမ်ထဲဝင်ဝင်ချင်းမှာအင်ဂျိုအေကန်လေးကိုအရင်ဆုံးတွေ့ရမယ်ပေါ့တော်အေကန်ရဲ့ floor တစ်ခုလုံးကိုကြာတော့အင်ဂျို vinyl floor လေးအပြည့်အကပ်ပေးထားရတယ်ပြီးတော့ဒီနေရမှာဆိုလို့ရှိရင်လည်းကြွေပြားလေးတွေအပြည့်ကပ်ပေးထားအင်ဂျိုတွေ့ရတယ်ကြွေပြားရောင်လေးကလည်းဖြူဖြူလင်းလင်းလေးပေါ့နော်အေကန်နဲ့တော်တော်လေးလိုက်တယ်အဲ့ဒါပြင်ကိုသူလေဝင်လေထွက်ပိုကောင်းအောင် lighting ပုံဝင်အောင်လို့သူ aluminium window လေးတုံးထားရတယ်ပေါ့နော် aluminium အဒီ slide window လေးပဲတုံးပေးထားရတယ်အဲ့ဒါပြင်ကို အဲကန်းလေးပို့ပြီးတော့ထထဲဟိုဝါလေးဖြစ်သွားအောင်လို့သူဒီဆီလင်ဒီဇိုင်းကိုကြာတော့လေဖောင်ကျဒီဇိုင်းလေးနဲ့ပြီးတော့ light tray လေးတွေမီးပွင့်လေးတွေများများလေးတုံးပေးထားတယ်အလယ်မှာဆိုလို့ရှိရင်လည်းမီးဆိုင်အလှလေးတစ်ခုပါတယ်ပေါ့နော်ဆိုတော့ဒါလေးကအဲကန်းအဲကန်းရဲ့ space လေးကလည်းလေအေးဒီမြင်တလောက်ဆိုလို့ရှိရင်သူ space လေးနဲ့သူကြည်ကြဲဝန်းဝန်းလေးရှိတယ်ပေါ့နော် ဒီမှာဆိုရင်လည်းအရှင်ရဲ့ idea အတိုင်းခုံလေးထားလို့ရမယ်ဒီမှာဆိုရင်သူ TV ထားဖို့အတွက် TV ဆင်လေးနဲ့ space လေးကန့်ထားတာကိုတွေ့ရတယ်။အိမ်လေးက structure ပိုင်းလေးရဲ့အရာပြောမယ်ဆိုလို့ရှိရင်ကြီးကြီးလေးလေးလေးနဲ့သူ့နေရာနဲ့သူရှိတယ်ပေါ့။ဆိုတော့အင်ဂျိုတာကဝင်ဝင်ချင်းမှတွေ့ရတဲ့အခန်းလေးဆိုတော့အဲဒီအောက်ထပ်မှာကျအင်ဂျိုတို့တဲ့အခန်းက၃ခန်းပါမယ်ပေါ့နော်။အရင်ဆုံးတွေ့ရတဲ့အခန်းလေးရောအင်ဂျီနဲ့တူတစ်ချက်ဝင်ကြည့်အောင်ရှင့်။ကဲအဲဒီခန်းလေးကကြတော့အောက်ထပ်မှာရှိရဲ့အေကန်းပြီးရင်ဒုတိယမြောက်တွေ့ရတဲ့အခန်းလေးပေါ့ အခန်းလေးအဖြစ်သုံးပါပေါ့နော်ဒီနေရာလေးက space လေးလည်းကျေရအောင်ဆိုတော့ master bedroom လေးလည်းဖြစ်မဲ့ထင်တယ်ဆိုတော့အဝင်ဝင်ချင်းတကားလေးကိုကြာရင်ဆိုကျွန်းတကားလေးကိုသုံးပေးထားတယ်ကျွန်းတကားပေါ်မှာမှသူ college လေးပါထပ်ပြီးတော့တုတ်ထားတာကိုတွေ့ရတယ်ကောင်းကောင်းလေးသုံးပေးထားတာပေါ့နော်ဆိုတော့ဒီခန်းလေးကလည်းအရှိရအခန်းတိုင်းပဲ NGO floor တစ်ခုလုံးကို vinyl အ floor လေးသုံးပေးထားတယ်ပြီးတော့ဒီအပေါ် ceiling မှာဆိုလို့ရှိရင်လည်းအပြင်အတိုင်းပဲ light tray လေးပါမယ်ပြီးတော့မီးဝင်လေးရေးနဲ့လည်းထပ်ပြီးသုံးပေးထားတယ်အလယ်မှာလည်းအမီဆိုင်လေးနဲ့ပေါ့နော် cozy vibe မျိုးလေးရတယ်ဒီခန်းလေးကလေ master bedroom လေးဖြစ်တဲ့အခါကျတော့ပြီးတော့ သူက lighting လေးပုံဝင်အောင်အလင်းရောင်ဝင်အောင်လို့ဒီမှာ aluminum slide window လေးတုံးပေးထားတယ်ပြီးတော့အပြင်မှာဆိုရင်လည်း safety အတွက်သံမန်းလေးပါထပ်ပြီးကန့်ပေးထားတယ်ယူတွေ့ရရဲ့ရှင့်ဆိုတော့ဒါလေးက master bedroom ဖြစ်တဲ့အတွက်ကြောင့်မလို့အယူ band wc လေးလက်ပါမှာဆိုတော့တစ်ချက်ဝင်ကြည့်အောင်နော် band wc ရဲ့တကားလေးကိုကြတော့သူကလေအဲ aluminum door လေးတုံးပေးထားတယ်အဲ့ဒါကိုမှဒီ element ဆိုရင်သူက temper mat လေးပါထပ်ပြီးတုံးပေးထားတယ်အကောင်စားကြီးပဲတုံးပေးထားတဲ့ပုံစံမျိုးလေးပေါ့နော် ထဲမှာဆိုရင်ဒီ band wc လေးရဲ့ space ကိုလည်းတော်တော်လေးကျယ်တဲ့ထဲမှာပါတယ်။အဲ့ကျယ်တဲ့အတိုင်းဟိုမှာလေးသူကဒီ floor မှာရောဒီနေရာမှာရောကြွေပြားတွေကိုလုံးဝအပြည့်ကိုကပ်ပေးထားတာပေါ့နော်။ကြွေပြားရောင်လေးကတော့အပြင်အတိုင်းအတူတူပဲ။ကြွေပြားတွေပြည့်ကပ်ပေးထားတယ်။ဒီမှာ bathtub လေးလည်းပါတယ်။ဒီမှာ shower head ပါမယ်။အစုံပါတယ်ပေါ့နော် toilet basin ။ပြီးတော့ဒီမှာဆိုရင် space ကကျယ်တဲ့အတွက်ကြောင့်မို့လို့သူကပုံမှန်အတိုင်းမဟုတ်ခင်တဲ့အဲဒီ shutter တွေအမှန်ကြီးအကုန်လုံးကိုကြတော့နှစ်ခုကန်ပြီးတော့ထပ်ပြီးတုံးပေးထားတာပေါ့။ဆိုတော့ဒါကကြတော့ဒီ handy ရဲ့ band wc လေးဖြစ်မှာပေါ့ ့ဆိုတော့ ASU အောက်ထပ်မှာနောက်ထပ်အခန်းလေးနှစ်ခန်းလောက်ကျန်သေးရဆိုတော့ဘာခန်းလေးဖြစ်မလဲ ASU နဲ့တူချက်တော့ကြည့်ရအောင်နော်ကဲအင်ဂျိုနောက်ထပ်အခန်းလေးတစ်ခန်းကိုထပ်ပြီးတွားကြည့်ကြမယ်ပေါ့နော်ဒီအောက်ထပ်မှာလေတိုတယ်အခန်းရယ်ဒီ master bedroom ရယ်အင်ဂျီကုပြမဲ့ခန်းလေးရယ်ပြီးတော့ဒီဘက်မှာ kitchen လေးရယ်ရှိရယ်ပေါ့အခန်းကအဲတိုတယ်၄ခန်းပေါ့နော်၄ခန်းရှိရယ်ဆိုရင်မဲ့သူကအောက်ထပ်မှာလေသူ့နေရာနဲ့သူခန်းလေးတွေက structure လေးကြားနေအောင်အင်ဂျိုတွေ့ရတယ်တိတိကျကျလေးနဲ့တသက်ရည်ရယ်လေးဖြစ်နေရပေါ့နော်ဆောက်ထားတဲ့ပုံစံလေးကဆိုတော့ဒီခန်းလေးလည်းဘာခန်းလေးဖြစ်မလဲတွားကြည့်ရအောင် um ဒီခန်းလေးကကျတော့ engineer ရဆိုရင် single bedroom လေးဖြစ်မယ်ပေါ့เนาะ master room လိုမျိုး issue gain inner လေးတော့မပါဘူးတုံးထားတဲ့ဒီ structure တွေကတော့အကုန်တူတူပဲဟိုဘက်ခန်းမှလိုပဲသူကအကျွန်းတကားလေးတုံးပေးထားတယ်ပြီးတော့ polish လေးလည်းထပ်ပြီးတော့အုပ်ပေးထားတယ်ဟိုဘက်နဲ့တူတူပဲပြီးတော့ floor လေးကိုလည်းဒီတိုင်း floor လေးပဲတူတူတုံးပေးထားတယ်ဒီခန်းရဲ့ painting color လေးကလည်းအဖြူအောင်လေးဆိုတော့ဒီခန်းလေးကလင်းလင်းထင်းထင်းလေးနဲ့ပို့ပြီးတော့လင်းဝါးစီကကျတော့သူကအလက်မဘက် ကြရတယ်ပေါ့နော်ဒီခန်းလေးကလက်မဘက်ကြတာရယ်ပြီးတော့သုံးထားတာကကြတော့ window ကိုအကြီးစားနှစ်ခုအောင်သုံးထားတာဖြစ်တဲ့အတွက် light တွေလုံးဝ share ဝင်နေပေါ့နော်လုံးဝလင်းလင်းထင်းထင်းလေးဖြစ်နေရ view လေးလည်းတော်တော်လှရတယ်ဒီကနေကြည့်မယ်ဆိုရင်လေပြီးတော့အာသူထားထားတဲ့ stretcher တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနေရာလေးမှာကတင်လေးဒီဘက်မှာ push up လေးဆိုတော့ face လေးတွေကလေးအစ်ကြီးပြောခဲ့တယ်လို့ပဲအဝင်ခွင့်ချသူ့နေရာနဲ့သူတိကျလေးရှိနေရ ဒီဘက်မှာဆိုရင် NGO ဒီကအပေါ်တက်တဲ့လေက space လေးပေါ့အဲ့ဒီရဲ့အောက်မှာဆိုရင်သူကပိုနေတဲ့ space လေးမှာ store လေးထားလို့ရအောင်လို့အခန်း PC လေးထပ်ပြီးထုတ်ပေးထားပြီးချစ်စရာလေးဒီခန်းလေးထဲမှာလည်းပစ္စည်းလေးထည့်ပြီးကိုယ်သိမ့်ချင်တာလေးသိမ့်လို့ရတယ်ပေါ့ so single bedroom ဆိုပေမဲ့လေတော်တော်လေး space လေးကျဲတာကို NGO တွေ့ရတယ်မတူတာဆိုလို့ဒီအပေါ် ceiling design လေးပဲရှိမှာပေါ့နော် ceiling design အကြောင်း NGO အဟိုဘက်မှာလို့ဖောင်းကျွတ် design နေနဲ့အဲထားတာမဟုတ်ခင်တဲ့ဒီမှာကမီးပွေများများလေးရဲ့အလယ်မှာမီးဆိုင်လေးရဲ့ပဲ simple ဆန်ဆန်လေးထုတ်ထားတာကို NGO တွေ့ရတယ်တော်တော်လေးလာတဲ့ design လေးတော့ AC type လေးပြီး ခံလေးရဆိုတော့အင်ဂျင်ဒီမျက်နှာချင်းဆိုင်မှာကျတော့လေကစ်ချင်လေးရှိမှာဆိုတော့အင်ဂျင်တူကစ်ချင်လေးချက်လိုက်ကြည့်ပြီးရနော်ကဲအစ်ကိုဒီခန်းလေးကကြတော့ kitchen လေးပေါ့နော် kitchen space လေးကလေတော်တော်ကျယ်ပေါ့နော်ဒီ kitchen ကကြတော့တခြား interview မြင်နေကြ kitchen နေလည်းမတူဘူးနဲ့ space တော်တော်ကျယ်ကျယ်လေးယူထားတာကိုတွေ့ရတယ်ဒီ kitchen ရဲ့တကားလေးကကြတော့ interview မှာတွေ့ခဲ့တဲ့အခန်းလေးနဲ့တူတူပဲသူကျွန်းတကားလေးကိုတုံးပေးထားတယ်ကျွန်းတကားလေးကိုမှပုံမှာ polish လေးထပ်ပြီးတုပ်ပေးထားတာပေါ့အောက်ထပ်မှာရှိတဲ့အခန်းလေးအကုန်လုံးကတော့တကားအတူတူပဲကျွန်းတကားလေးပဲဆိုတော့ kitchen space ကခုနပြောခဲ့တဲ့အတိုင်းပဲတော်တော်လေးကျယ်ကျယ်တဲ့ပြင်ကိုလင်းလင်းထင်းထင်းလေးရှိရပေါ့နော်အဲ့ဒါပြင်ကိုထူးခြားတာကကြတော့သူကလေဒီအခန်းတစ်ခုလုံးကိုအပြည့် floor မှာရောဒီနေရာမှာရောဟိုကြွေပြားကိုအပြည့်ကိုတုံးပေးထားတာအပြည့် make up ပေးထားတယ်။ဒီပြားအယောင်လေးရော design လေးရော kitchen လေးနဲ့လုံးဝ match ဖြစ်တယ်လိုက်တယ်ပေါ့။ဒီဘက်မှာကျတော့ angel kitchen corner လေးရှိမယ်။ kitchen တစ်ခုလုံးရဲ့ space ကကျဲတဲ့ခါကျတော့သူကဒီ kitchen corner ရဲ့ space ကိုလည်းကျဲကျဲလေးယူလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်အဲတစ်ထစ်လေးထပ်ပြီးတော့မြင့်မေးထားတာပေါ့ပြီးတော့ဒီမှာ kitchen corner လေးရှိမယ်ဒီမှာဆိုရင်အပြင်က lighting လေးပုံဝင်အောင်နေ့ကနေ့လည်းနေဝင်တွေထွက်ကောင်းအောင်အင်ဂျီဝင်းဒိုးလေးသုံးပေးထားတယ်ဝင်းဒိုးကတော့ပြောစရာမလိုဝင်းဒိုးတိုင်းရဲ့အပြင်မှာတော့အင်ဂျီဒီမှာအာ safety အတွက်တံမှန်လေးထပ်ကန်ပေးထားတယ်ပေါ့ဆိုတော့ဒါက kitchen space လေးပေါ့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဇီရိုတကားလေးက၃ခုရှိတယ်ဒီမှာကွန်မိုဘန် WC ရှိမယ်ပေါ့နော်ထုံးစံအတိုင်းဒီဘက်မှာကအင်ဂျီအာရေချိုးခန်းရှိမယ် ီချိုခန့်ရှိမယ် brand wc ရဲ့တကားတွေအကုန်လုံးတော့အင်ဂျီကိုဒီအလူမီနီယံဒေါ်လေးပေါ့တမ်ပါနဲ့အုံးပေးထားတယ်အလူမီနီယံဒေါ်ဥမာလည်းမတမ်ပါလေးပါမယ်ဒါကအာရီချိုခန့်လေးဒါလေးကကြားတော့အင်ဂျီကို color လေးပေါ့နော် color လေးဆိုလို့ရှင်လေးဂျီအဆုံပါတယ်အဲ basin ပါမယ် color ပါမယ်ပြီးအပေါ်မှာဆိုရင် shadow လေးတွေလည်းပါပြီးအဆုံထည့်ပေးထားတယ်ဒီမှာလည်းအင်ဂျီကိုအပြင်နဲ့အတူတူပဲကြည့်ပြရည်အပြည့်ကပ်ပေးထားတာပေါ့နော်နေရမှာရောတန်းခင်းမှာရောကြည့်ပြရည်အကုန်ပြည့်ကပ်ပေးထားတာဆိုတွေ့ရရရှင့် တော့ဒါလေးက Angelo ရဲ့ tablet လေးပြီးတော့ဒီဘက်မှာကကြတော့ Angelo mind stick တော့လေးနဲ့သုံးပေးထားတာလေးအဲ့ဒါလေးကကြတော့ Angelo ဒါ ော်နောက်ဖေးကိုထွက်တဲ့တကားလေးပေါ့နော်အင်နောက်ဖေးထွက်တာဆိုတော့သူ safety အတွက်အဆင်ပြေအောင်လို့ကောင်းအောင်လို့ mystery doll လေးတွေတုံးပေးထားတာပေါ့ဒီဒီကြားလေးပေါ့နော်အဲသူ့ရဲ့ lighting လေးကိုကြည့်မယ်ဆိုရင်လည်းအကျိုး ceiling မှာဆိုရင်မီးပွင့်လေးများများလေးတုံးပြီးတော့အလဲမှာမီးဆိုင်လေးတစ်ခုလေးလေးလေးတုံးပေးထားတာဖြစ်တဲ့အတွက်လေသူတုံးထားတဲ့ကြွေပြားအရောင်လေးရောဒီမီးဆိုင်အရောင်လေးရောအပြင်ကလာတဲ့ lighting ရောနဲ့က kitchen လေးကအာလုံးဝလင်းလင်းချင်းချင်းလေးနဲ့ခင်းဝင်ချက်ချင်းစိတ်တော့ပေါက်တယ်ပေါ့နော်ဒီမှာဝင်ပြီးတော့လေလုံးဝတက်တက်ရရလေးဖြစ်နေရဆိုတော့ dining room မှာထည့်မယ်ဆိုရင်တော့တခါလေ dining table လေးထည့်ပြီးဒီမှာ dining room မှာတခါလေးလုံးလိုက်လို့ရ ရတယ်ပေါ့နော်သူ space အရာဆိုလို့ရှိရင်ပေါ့ဆိုတော့ angel ဒါလေးက kitchen လေဆိုတော့အောက်ထပ်မှာရှိရဲ့အခန်းလေးကတော့ angel အကုန်လုံးပြပြီးသွားပြီဆိုရင် angel အပေါ်တက်လေးကိုတစ်ချက်လိုက်ကြည့်အောင်နော် easy ကိုအောက်ထပ်မှာရှိရဲ့အခန်းလေးတွေကတော့အကုန်လုံးပြီးသွားပြီအကုန်လုံးလှရဲဆိုတော့ပေါ်တက်မှာရောဘယ်လိုမျိုးခန်းလေးရှိမလဲသူတတ်ကြည့်မယ်နော် ကဲ A0 အပေါ်တက်မှာရှိတဲ့အခန်းလက်လက်လေးကိုသွားဖို့ဆိုရင်ဒီလေကားလေးကနေဖြတ်သွားရမှာပေါ့နော်အဲလေကားတက်လေးတွေကတော့ပြပြလေးပဲတုံးပေးထားတယ်သူပြီးတဲ့ခါကျတော့လေကားရဲ့လေယံလေးဆိုလို့ရှိရင်လည်း A0 ဒီ steel လေယံလေးရဲ့ဒီတန်ပါမှန်အထူကားလေးကိုတုံးပေးထားတာကောင်းစားလေးပေါ့အဲ့ဒါပြင်ကိုလေကကွင်းလေးကပိုပြီးချစ်စရာကောင်းသွားတာသူတုံးထားတဲ့ဒီလေကားတက်ရဲ့အဲ benign flow အယောင်လေးရဲ့ပြီးတော့အဲနေရန်ကလည်းပိတ်ပြီးဖြူဆွဆွလေးရဲ့ပြီးတော့ပိုပြီးတော့ lighting ဝင်သွားအောင်လို့သူဒီဘေးမှာဆိုလို့ရှိရင်လည်းသုံးခုတော့ပေါ့နော်ဒီမှာဆိုရင်လည်းအဲ glass window လေးရဲ့အပေါ်မှာဆို shutter လေးရောမှန်လေးရောထပ်ပြီးတော့တုံးပေးထားတယ်ပေါ့ ့ဒီလှေကားလေးကိုပို့ပြီးတော့လှသွားစီရာကြောင့်လေအင်ဂျီပေါ်တက်တဲ့ခါမှာတွေ့ရတယ်ဒီမီဆိုင်လေးပေါ့နော်မီဆိုင်ဒီဇိုင်းလေးဆိုတုံးထားတော်တော်လေးလှရတယ်တွဲလောင်းလေးကျနေတာပေါ့နော်ပြီးတော့ကြီးကြီးလေးဒီအရဲ့အအကြီးဆုံးမီဆိုင်တို့အောင်ပြောလို့ရတယ်ကြီးကြီးလေးနဲ့သူတုံးထားတဲ့ lighting လေးကလည်းအော် moon light လေးဆိုတော့လေဒီလှေကကွင်လေးကဒီအီယောင်လေးကြောင့်တော်တော်လေးချစ်စရာကောင်းသွားတာပိတ်တင်ဖြူလေးနဲ့ဆိုတော့ကျွန်တော်အင်ဂျီပေါ်တက်မှာရှိရဲ့ပထမဆုံးခန်းလေးဒီခန်းလေးကိုတူတူဝင်ပြီးတော့ချက်ကြည့်ရအောင်နော် ဒါကြတော့ ASU အပေါ်တက်မှာတွေ့ရတဲ့ပထမဆုံးခန်းလေးပေါ့နော်အဲ single ခန်းလေးပေါ့ single ခန်းဆိုပေမဲ့လည်းဒီ A ရဲ့ single ခန်းလေးရာဒီတော်တော်လေး space လေးကျယ်တယ်ပေါ့အဲဒီခန်းရဲ့တကားဆိုလည်းအကတကားနဲ့တူတူပဲအဲကျွန်းတကားလေးကိုမှ polish လေးထပ်ပြီးတော့တုပ်ပေးထားတာပေါ့ single ခန်းလေးရှိမယ် vinyl floor လေးပဲပိတ်တင်လေးကလည်းအဖြူရောင်ရိုးရိုးလေးပဲ ceiling design ဆိုလို့ရှင်လည်းအစုံမီးပွင့်လေးရယ်ဒီ kitchen မှာတွေ့ခဲ့ရတယ်လို့ပဲဒီမီးပွင့်အဲမီးဆိုင်အကြီးတစ်လုံးတုပ်ပေးထားရပေါ့နော်အလေးရောင်လေးလည်းဒီခန်းလေးလည်းတော်တော်လေးဝင်တယ်အဲဘာလို့ဆိုပရင်ပေါက်တွေကိုဒီဘက်မှာလည်းအကြီးစားတစ်ခုဘက်မှာလည်းလက်စားတစ်ခုတုပ်ပေးထားတဲ့အပြင်ကိုဒီခန်းလေးကလေအဲအိတ်ခန်းလုပ်ချင်လည်းရတယ်အဲဒါမှမဟုတ် H ှင်နေတဲ့ idea တိုင်းဖျားခန်းလေးလုပ်ရှင်နေရတယ်အင်စင်တာဆိုရင်တော့ဒီမှာဖျားခန်းလေးလုပ်ဖြစ်မယ်ပေါ့နော်ဒီကနေလက်မှတ်တိုင်းလေးကိုလည်းမြင်နေရတာဆိုတော့လေဆိုတော့ဒါလေးကတော့ SEO အဲတက်လာလေးပေါ့ single ခန်းတက်လာလေးတစ်ခန်းဆိုတော့ SEO ဘုမမှာနောက်ထပ်တစ်ခန်းရှိသေးတယ်ဆိုတော့ဒီဆက်ပတ်ကြည့်ရအောင်နော်ကဲ SEO နောက်ထပ်သူ့ရဲ့မျက်နှာစိစာရအခန်းလေးကိုတစ်ချက်ဝင်ကြည့်အောင်เนาะဒီခန်းလေးရဲ့တကားလဲကျွန်းတကားပဲပေါ့เนาะ SEO polish လေးတုတ်ထားတာပဲအတူတူပဲအောက်ကဟာနေတယ် ဒီခန်းလေးကကြတော့ space တော်တော်လေးကျယ်တာဖြစ်တဲ့အတွက် NGO Master Baron လေးလုပ်မယ်ထင်တယ်။အော်ဒီမှာ PWC လေးလည်းပါတယ်ဆိုတော့ Master Baron လေးအဲအကျယ်ကတော့တော်တော်လေးကျယ်တယ်။ မတူတာကကြတော့ AG ကိုစီလင်ဒီဇိုင်းလေးကွဲသွားမယ်ပေါ့နော်စီလင်ဒီဇိုင်းလေးကကြတော့သူက light tray လေးပါမယ်မီးခွန်းညံ့ညံ့လေးပါမယ်ပြီးတော့အလယ်မှာကြတော့မီးဆိုင်လေးပါမယ်ပေါ့ရိုးရိုးရှင်းရှင်းလေးပဲစီလင်ဒီဇိုင်းလေးကိုလှလှလေးလုပ်ပေးထားတယ်ပြီးရခါကြတော့ပို့ပြီးတော့လင်ဝင်လေးထွက်ကောင်းအောင်လို့ lighting ပို့ကောင်းအောင်လို့ဒီ window ကိုဒီမှာအကြီးတစ်ခုမှကြတော့ window အသေးလေးတစ်ခုထပ်တုံးပေးထားတယ် aluminum window လေးပဲပေါ့ဒီအိမ်လေးကကြတော့လေသူရဲ့ဟိုဘေးပတ်ပတ်လင်မှာကြတော့ဘေးတိုင်းမရှိတဲ့ခါကြတော့လင်ဝင်လေးထွက်လေးလည်းတော်တော်လေးကောင်းတယ် lighting လေးလည်းပို့ပြီးတော့ဝင်နေရပါပေါ့နော်သူသုံးထားတဲ့ painting color လေးနဲ့အရင်လိုက်တယ်ဆိုတော့အဲဒီ master bedroom ဆိုတော့ဘန် WC တွေချက်ဝင်ကြည့်ရအောင်။ band WC တွေအကုန်လုံးရဲ့တကားကကြာရင်ဒီခုနပြောခဲ့သလိုပဲအလူမီနီယံနဲ့တမ်ပတ်မန်လေးနဲ့ဆက်ထားတဲ့တကားတွေတုံးထားရပါတော့။ master bedroom တွေရဲ့ band WC space အတိုင်းပဲပေါ့နော်။ကျဲတယ်။ပြီးတော့ तू ကထုံးစံအတိုင်းပဲ DIY ရဲ့ထုံးစံအတိုင်းပဲ तू ခြေတန်းတွေအပြည့်ကပ်ပေးထားတယ်။အောက်ကျန်းခင်းပါရောဒီနေရာပါရောခြေတန်းလေးပြည့်စုံပေးထားတာတွေ့ရတယ်။ပြီးတော့ shutter လေးတွေရောထွက်လပ်ပြင်ဆင်ကောက်ပါပြီးသားပေါ့နော်အပြည့်စုံ။ဆိုတော့ band WC လေး။ AC ဒီမှာလေးတကားလေးနောက်ထပ်တစ်ခုတွေ့သေးတယ်။ဘာခန်းလေးဖြစ်မလဲတူတူချက်ပါကြည့်အောင်နော်။ ော်ဒီဟာလေးကကြတော့အင်ဂျီကိုဒီ master baron လေးကနေထွက်လိုက်လို့ရှိရင်နောက်ဖေး runner လေးပေါ့နော် private runner လိုမျိုးလေးလောက်တာတော်တော်လေးမိုက်တယ် runner တော်တော်လေးကျယ်တယ်ပေါ့ ဆိုတော့အစတီလက်ရန်လေးရှိမယ်ပြီးတော့နောက်မှဆိုရင်လည်းအစိုးခြံရှိမှတွေ့ခဲ့တယ်လို့ပဲ safety plate လေးတက်ထားတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ runner ရဲ့တစ်ခုလုံးကိုဆိုလို့ရှိရင်လည်းအစိုးကြွေပြားအဖြူလေးအပြည့်ခင်းထားတော့ဒီနောက်ဝေး runner လေးလည်းချစ်စရာလေးဒီအိမ်မှာလေအစိုးအဆိုလို့ရှိရင် runner ကနှစ်ခုရှိမှာဒီ runner လေးအခန်းလေးနဲ့ဆက်ထားတဲ့ runner လေးတစ်ခုရှိမယ်ပြီးတော့အင်ရှိမျက်နှာစာနဲ့အစိုးမြင်ရတဲ့ runner လှလှလေးတစ်ခုရှိမယ်ဆိုတော့အစီအဲ့ runner လေးကိုတော့ပြင်လိုက်ပြပေးမယ်ပေါ့နော်ဒါကတော့ဒီအခန်းနဲ့ဆက်ထားတဲ့ runner လေးဆိုတော့အာဒီနောက်မှာပစ္စည်းလေးထားခြင်းလည်းရတယ်ခုံလေးချပြီးတော့လေကိုကြိုက်တယ်လို့လေ degrade လုပ်ရင်တော့တော်တော်လေးလှတဲ့ နေရာလေး space လေးလည်းကျဲတာဆိုတော့လေဒီကနေပြီးတော့ AC အခန်းလေးတစ်ခန်းနဲ့ကိုထပ်ပြီးတော့ဝင်လို့ရသေးတယ်ဟိုမှာဒေါ်လေးတစ်ခုတွေ့သေးရယ်ဆိုတော့ AC နဲ့တူတူအခန်းလေးကိုချက်ဝင်ကြည့်ရအောင်နော်ကဲ AC ဒီကဒီတကားလေးကကြတော့ခုနကတွေ့ခဲ့ဝရဏလေးကနေပြီးတော့နောက်ထပ်အခန်းတစ်ခန်းကိုဝင်တဲ့တကားလေးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒါအနောက်ထပ်ပေါက်ပေါ့ဆိုတော့သူကထပ်ပေါက်တွေအကုန်လုံးတော့ mystery ဒေါ်လေးတုံးထားတာဒီမှာလေး safety အတွက်ပေါ့ဆိုတော့ AC ဒီခန်းလေးကကြတော့နောက်ထပ် master bedroom လေးတစ်ခန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ AC band wcb ပါမယ် band wcb ဝင်ကြည့်အောင်နော် ဘန် WCD ရဲ့တကားတွေအကုန်လုံးကိုတော့သူကလေဒီအလူမီနီယံ tempered glass မှန်လေးကိုသုံးပေးထားတာပေါ့အဲတူတူပဲဒီမှာလည်းကြွေပြားတွေလုံးဝအပြည့်ကိုဖြည့်ပေးထားတယ်အဲပြီးတော့ Inzio ပြင်လေးပါမယ်ပြီးတော့ shower head ပါမယ်ရေဘူးရေးလေးပါတယ်ပေါ့တော့ဒီမှာတက်ထားပေးဘန် WCD လေးလည်းပါမယ်ပေါ့ space လေးလည်းတူတူပဲ master bedroom ရဲ့အဲ ဖန် WC တိုင်းပဲပေါ့နော်။အဲ့ဒီဒီခန်းလေးကလည်းခုနဟိုဘက်မှာတွေ့ခဲ့တဲ့အခန်းလေးလိုပဲ master bedroom အခြေအတိုင်းပဲရှိရယ်။ window လေးတစ်ပေါက်ထပ်ပြီးတော့တက်ပေးထားရယ် safety အတွက်တံမတ်လေးပါပါသေးရယ်ပေါ့နော်။နေဝင်တွေထွက်ဖို့ကောင်း။ဒီရဲ့အဲဒီ ceiling design ဆိုရင်လည်းဒီဟိုဘက်ခန်းနဲ့ ဒီပုံစံနဲ့ပဲအကုန်တူတူပဲမိပွင့်လေးရဲ့ live page လေးရဲ့တုံးပေးထားတယ်ပေါ့နော်ဆိုတော့ဒါကကြောင့် Inzio အပေါ်တက်မှာရှိရဲ့ Master Bedroom နှစ်ခန်းနဲ့တစ်ခန်းပေါ့ပေါ်တက်မှာကြောင့် Inzio single လေးနှစ်ခန်းပါမယ် Master Bedroom နှစ်ခန်းပါမယ်ပေါ့ Master Bedroom နှစ်ခန်းပြီးသွားပြီဆိုတော့ Inzio သူ့ရဲ့မျက်နှာချင်းဆိုင်မှာရှိရဲ့အခန်းလေးတစ်ခန်းကိုထပ်ပြီးတော့တူတူသွားကြည့်ရအောင်နော် ကဲဒါလေးကတော့အင်ဂျီအပေါ်တက်မှာရှိတဲ့အခန်းလေးတွေနောက်ဆုံးခန်းလေးပေါ့ဒီခန်းလေးလည်းတော်တော်လေးလှတယ်သူကလေ runner လေးနဲ့ပါတခါလေးဆက်ထားတဲ့အခန်းလေးပေါ့ပြီးအင်ဂျီ runner လေးလည်းပြောပြပေးမယ်နော် runner လေးတော်လှလို့ဒီခန်းလေးကကြတော့အဲ space အရာကြည့်မယ်ဆိုလို့ရှိရင်သူက single ခန်းလေးပေါ့ single ခန်းလေးဖြစ်မယ်ပြီးတော့ window လေးပါတယ် lighting လေးတော်လေးလှတယ်ပြီးတော့ ceiling design လေးဆိုလို့ရှိရင်လည်းအင်ဂျီဒီအင်းရဲ့ထုံးစံတိုင်းပဲ simple ဆန်ဆန်လေးပဲမီးပွင့်လေးတစ်လုံးပါမယ်အဲပြီးတော့မီးပွင့်အသေးလေးများများလေးသုံးပေးထားတယ် light tray လေးထည့်ထည့်ပေးထားတယ် ceiling design လေးကလေးဆန်လည်းမဆန်ဘူးအရန်လည်းမယိုးတော်တော်လေးချစ်ဖို့ကောင်းတယ်ဆိုတော့ ဒီအိမ်ရဲ့အခန်းလေးကိုအင်ဂျင်ဝင်ကြီးရသလောက်ဆိုလို့ရှိရင်အခန်းလေးတွေကလေး decorate လုပ်လို့လည်းကောင်းတယ် structure လေးတွေကလည်းသူ့နေရာနဲ့တူတိတိကျကျလေးနဲ့နှစ်လပတ်ပတ်တသက်ရည်ရည်ဖြစ်နေအောင်ကြီးတွေ့ရတယ်အခန်းများပဲလေဆိုတော့အင်ဂျင်ကိုရန်နေထွက်မယ်ဆိုလို့ရှိရင်အင်ဂျင်ကကအင်ရှင်းမျက်နှာစာကနေလှမ်းမြင်ရတဲ့ brander လေးကိုရောက်မယ်ပေါ့နော်ဆိုတော့အင်ဂျင်နဲ့တူ brander လေးတူတက်ကြည့်ရအောင် ဒီညလေးကကြတော့အင်ဂျီအောက်ကနေလဲလှမ်းမြင်နေရတဲ့ runner အလှလေးပေါ့နော်။သူကစင်ကာပူရုံးလေးကနေထွက်လာလို့ရှင်ဒီကိုရောက်သွားတာ။ဆိုတော့ဒီကနေထွက်ထွက်ချင်းဆိုရင်အင်ဂျီတို့ဒီ runner ကိုထွက်တဲ့တကားလေးကိုသူကနှက်ကန့်နှစ်ဆင့်တုံးပေးထားတယ်ပေါ့နော်။ဒီမှာဆိုရင် aluminum slide ဒေါ်လေးအကြီးစားလေးတစ်ခုတုံးပေးထားတယ်။အဲ့ဒီအရှိမမှာ safety အတွက်တန်မှန်လေးတစ်စက်မှာထပ်ပြီးတော့ကာထားပေးသေးတယ်။တော်တော်လေး safety အတွက်ကောင်းတယ်ပေါ့နော်။သုံးထားတဲ့တကားတွေကအစားလေး။ပြီးရခါကျတော့ runner လေးရဲ့ space ကိုကြည့်မယ်ဆိုရင်လည်း easy တော်တော်လေးကျဲတယ်။ကျဲတဲ့အတိုင်းကိုပဲသူ out floor မှာဆိုလို့ရှိရင်လည်းအဖြူရောင်ကြွေပြားအလှလေးကိုအပြည့်ကပ်ပေးထားတာအောင် easy တွေ့ရတယ်။ကြွေပြား easy ဒီမိဖို့ကြောင့်မှတွေ့ခဲ့ရတဲ့ကြွေပြားနဲ့ design တူတူပဲပေါ့နော်။ပြီးလို့ရှိရင် easy ကိုဒီလယံလေးဆိုလို့ရှိရင်လည်းသူကလေ steel လေးနဲ့အောက်ကတမ်ပတ်မှန်အထူလေးကိုသုံးပေးထားတာပေါ့နော်။ quality လေးတော်တော်လေးကောင်းတယ်အမှန်သားလေးရလေးဆို ော့ safety အတွက်လေတော်တော်လေးခက်ခိုင်ခက်ခဲရှိရယ်ပေါ့နော် တော့အယောင်လေးကိုကြည့်မယ်ဆိုရင်လည်းအစီတို့ဟိုဘက်မှာဆိုရင်ရွှေလံငွေလာလေးရှိမယ်ပြီးတော့အိမ်အယောင်လေးကငကိုလေးကအဖြူအယောင်လေးရယ်ခဲအယောင်လေးရယ်ပို့ပြီးတော့ဆန်းသွားအောင်လို့သူကချောကလက်အယောင်လေးနဲ့ပါထပ်ပြီးဖောက်ထားတော့အိမ်လေးက modern ဆန်းဆန်းလိုလဲဖြစ်တယ် classic ဆန်းဆန်းဘက်လည်းရောက်တယ်ပေါ့နော်တော်တော်လေးလှတယ်အဲ့ဒါပြင်ကိုအိမ်လေးပို့ပြီးချစ်စရာကောင်းသွားအောင်ဒီမှာ wallet အသေးစားလေးရင်းနဲ့ပါထပ်ပြီးတော့သူအလှဆင်ထားအောင်အစီတို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲဒီအပေါ်တစ်ချောင်းမှာဆိုရင်လည်းညဘက်ပို့ပြီးတော့ lighting ဝင်အောင်လို့ဆိုမီးပွင့်လေးတွေကိုပါတောက်လျှောက်များများလေးတုံးပေးထားအောင်အစီထပ်ပြီးတွေ့ရတယ်ဆိုတော့ဒီ runner လေးတော်တော်လေးလှတဲ့ design လေးပေါ့နော်အဲလူကြီးမင်းတို့လည်း မှာ grander design လေးစဉ်းစားနေရသူတွေရှိရဆိုလို့ရှင်ဒီ design လေးကို AC ပဲ comment ပေးရပေါ့တော်တော်လေးလှရတဲ့အတွက်ကြောင့်လေပြီးတော့လေကောင်းလေတန်လေးလည်းတော်တော်လေးရတယ် lambda ပဲဖြစ်တဲ့ခါကျတော့ဆိုတော့ AC ဒီအိမ်မှာရှိတဲ့အခန်းလေးတွေအကုန်လုံးကတော့送သွားပြီပေါ့နော်အဲ့ထဲမှာမှ AC ရဲ့အကြိုက်ဆုံးနေရာလေးလို့ပြောလို့ရတယ်ဒီနေရာလေးကလေ ကဲအင်စီကူပြခဲ့တယ်အင်လလလေးကိုကြာတော့အင်စီကုန်ရှိန်မြင့်မြတ်သူ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူတို့ဆောက်လုပ်တဲ့ကြာချိန်အပြည့်ပြောမယ်ဆိုရင်6လဝန်းကျင်လောက်ကြာတယ်ပေါ့နော်အဲ့ဒါပြင်ကိုကုန်ကျစရာဖြစ်ပြောမယ်ဆိုရင်သူတို့ဒီစာချုပ်စာချုပ်တုံးကတော့3,950ဝန်းကျင်လောက်ကုန်ကျပြီးတော့အခုအဲခေတ် ပေါက်ဈေးအရာတော့အပြောင်းလဲအတက်ကြလေးရှိမယ်ပေါ့နော်ပြီးရက်ကကြတော့ Injo ဒီကုန်ရှင်မြင့်မြတ်သူကုန်ဆွဲရှင်က customer ရေလိုချင်တဲ့ဒီ one stop service အကုန်လုံးသူတို့စီမှာရရတယ်ပေါ့နော် architecture ဘိုင်း design ဘိုင်း structure ဘိုင်းဒါတွေအကုန်လုံးကိုကိုယ့်ရဲ့စိတ်ကြိုက် customer ယုံကြည်စွာနဲ့အနံ့လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်သက်ကြီးတွေထဲမှာကိုယ့်ရဲ့စိတ်ကူးရအိမ်လေးကိုပုံဖော်ဖို့အတွက် idea လေးရှိရဆိုလို့ရှင် Injo ဒီကုန်ရှင်မြင့်မြတ်သူကုန်ဆွဲရှင်မှာသွားပြီးတော့စုံစမ်းမေးမြန်းလို့ရတယ်ဆိုတဲ့အကြောင်းလေး Injo ကသတင်းကောင်းလေးပါပေးလိုက်ချင်ပါတယ်ရှင်နောက်ပိုင်းမှာလည်း Injo ကဒီလိုအိမ်လှလှလေးအများကြီးလိုက်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Injo တို့ future house page page လေးကိုလည်း like and follow လေးလုပ်ထားပေးပါအောင်လို့ပြောလိုက်ချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုဆုံးနဲ့ထိ like ကြည့်ပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်เนาะတတ